ရှိနေကြတဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစည်းမရဲ့ weekly sport အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်တွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါရှုစားလိုက်ရအောင်ပါခင်ဗျာ FIFA ရဲ့ပထမဆုံးအကြိမ်အသင်းရေအတွက်တိုးမြင့်ထားတဲ့ကလပ်ကမ္ဘာဖလားမှာစုချင်းငွေဒေါ်လာ1ဘီလီယံအထိရှိနေပေမဲ့ပြိုင်ပွဲကိုတော့ကျယ်ပွင့်ကစားသမားတို့လွှဲချော်ကြမှာဖြစ်ပါတယ် ီတစ်ပတ်ပိတ်ရမှာပြိုင်ပွဲစတင်လာတဲ့အမျှအမေရိကန်ပြည်ထောင်စုတဝန်ကအားကစားကွင်းတွေကိုအသက်ဝင်စေတော့မှာမဟုတ်တဲ့ဘောလုံးသမား9ယောက်ကို AFP Sport ကအလီပီဖော်ပြထားပါတယ်။ FIFA ရဲ့ပထမဆုံးအကြိမ်အသင်းရဲ့အတွက်တိုးမြှင့်ထားတဲ့ကလပ်ကမ္ဘာဖလားမှာစုချင်းငွေဒေါ်လာ1ဘီလီယံအထိရှိနေပေမဲ့ပြိုင်ပွဲကိုတော့ကျယ်ပွန်ကစားသမားတချို့လွှဲချော်ကြမှာဖြစ်ပါတယ်။ဒီပတ်ပိတ်ရမှာပြိုင်ပွဲစတင်လာတဲ့အမျှ မရိကန်ပြည်ထောင်စုတဝန်းကအာကစားကွင်းတွေကို အသက်ဝင်စီတော့မှမဟုတ်တဲ့ဘောလုံးသမား9ယောက်ကို AFP Sport ကအလေးပေးဖော်ပြထားပါတယ်။မိုဟာမက်ဆာလာလီဗာပူးလီဗာပူးအသင်းကအင်္ဂလန်ချန်ပီယံဖြစ်ပြီးဆုံးခဲ့ပြီးမဲ့စပိန်ရဲ့ဘာစီလိုနာအီတလီရဲ့နပိုလီယံတို့လိုပဲရှုပ်ထွေးတဲ့ဝင်ခွင့်စနစ်ကြောင့်ကလပ်ကပါဖလားမပါဝင်နိုင်မှာမဟုတ်ပါဘူး။ဆိုလိုရာကပရီးမီးယားလိဂ်မှာအတွင်းကို29ဂို ဖန်တီးမှု18ကြိမ်နဲ့အတူဂိုးပါဝင်ပတ်သက်မှု7ကြိမ်တင်ထားတဲ့အီဂျက်တောင်ပံကစားသမားဆလာဟာပြန်ပွဲကိုလွဲချော်မှာဖြစ်ပါတယ်။ယာသီနှောင်းပိုင်းမှာစွန်းဆောင်ရေးကြဆင်းလာတာနဲ့အတူပင်မနဲ့ယာသီတခုအပြီးမှာဇာလာဟာနွေယာသီအနာရတာကို သိပြီးစိတ်ပြက်မိမှာတော့မဟုတ်ပါဘူး။တောင်ပံကစားသမားဟာကမ်းခြေမှာနေပူစာလုံတဲ့ပုံကို Instagram မှာတင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းအာဖရိကဘောလုံးလောကရဲ့ icon ဇာလာအသင်းကောင်းဆောင် Vajian Bel Dyke နဲ့ တခြားအသင်းပေါ်တွေဟာသူတို့ကိုချန်ပီယံလိဂ်မှာအနိုင်ယူခဲ့တဲ့ Paris Saint-Germain နဲ့ပြန်လည်ရင်ဆိုင်ရမယ့်အခွင့်အရေးကိုလွဲချော်လိုက်ရတာကတော့စိတ်မကောင်းဖြစ်မိမှာပါ။ Liverpool အပြောင်းအရွှေ့မှာပြတ်မှတ်ထားခံရသူ Florian Wurz ကလည်းပါဝင်နိုင်မှာမဟုတ်ပါဘူး။သူအသင်း Bayern Leverkusen ကဝင်ခွင့်မရခဲ့လို့ဖြစ်ပါတယ်။ Lamine Yamal Barcelona ဒီအသေးဘောလုံးလောကမှာဘယ်ကစားသမားမှ Barcelona ရဲ့18နှစ်သားကျယ်ပွင့် လာမင်းယာမဲလောက်စိတ်လှုပ်ရှားမှုပေးနိုင်စွမ်းမရှိပါဘူး။စပိန်တောင်ပံကစားသမားဟာဒီယာဒီမာကလပ်အတွက်မယုံနိုင်စရာစွမ်းဆောင်ရည်တွေပြသခဲ့ပြီးဘလွန်တီယော်ဆူရဖို့ရေပန်းစားနေတဲ့ကစားသမားတွေထဲကတယောက်ပါ။ယာမဲရဲ့ရင်သက်ရှုမောပွဲဒရစ်ဘလင်းတွေနဲ့ထူးခြားတဲ့စွမ်းဆောင်ရည်တွေကြောင့်သူဟာလက်ရှိကမ္ဘာပေါ်လုံးလောကရဲ့အကြီးမားဆုံးဆွဲဆောင်မှုတွေထဲကတယောက်ပါ။သူကိုဘာစီလိုနာကန်တော်ဝင်ကစားသမားဟောင်းလီယိုနယ်မက်ဆီနဲ့မကြာခဏနှိုင်းယှဉ်ကြပါတယ်။ ဒါပေမဲ့စပိန်ချန်ပီယံတွေပါဝင်ခြင်းမရှိတာကအင်တာမိုင်ယာမီမှာကစားနေတဲ့အာဂျင်တီးနားကျယ်ပွင့်ရင်ဆိုင်ရမယ့်တခုတည်းသောအခွင့်အရေးကိုလွဲချော်ခဲ့တာဖြစ်နိုင်ပါတယ်။ဘာစီလိုနာရဲ့ရာဖင်ညာ၊ကွင်းလယ်အကျော်မော၊ပက်ဒရီနဲ့ဝိုင်ယန်တိုက်စစ်မှုရောဘတ်လီဝါဒေါစကီတို့လည်းလွဲချော်သွားတဲ့သူတွေအထက်မှာပါဝင်ပါတယ်။ခရစ်စတီယာနိုရော်နယ်ဒို၊အယ်နာဆာ၊မက်ဆီဟာကာလာရှ်တာရှီပြိုင်ဘက်ရော်နယ်ဒိုနဲ့လည်းအမေရိကန်မှာထိတ်တဲရင်ဆိုင်ရတော့မှာမဟုတ်ပါဘူး။ အသက်40အရွယ်ပေါ်တီကီတိုက်ဆက်မှုဟာပြိုင်ပွဲမှာကစားဖို့နီလန်းရှောက်ပွေနေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ FIFA ဥက္ကဋ္ဌ Infantino က Ronaldo ဟာ Saudi Arabia Club Al Nassr ကနေပြိုင်ပွဲဝင်ခွင့်ရအသင်းစီပြောင်းရွှေ့ကောင်းပြောင်းရွှေ့နိုင်တယ်လို့အကြံပြုခဲ့ပြီးဆွေးနွေးမှုတွေလုပ်နေတယ်လို့ဆိုခဲ့ပါတယ်။ပေးခဲ့တဲ့သတင်းပတ်ကုံကပေါ်တူဂီနဲ့အတူ Nation League ဖလားရရှိခဲ့တဲ့ Blondie Osu ငါချင်းရှန်း Ronaldo ကတော့ပွဲပြီးမှ Anna Sama ပဲဆက်နေဖို့ဆုံးဖြတ်တာကြောင့်ပြောခဲ့ပါဗျ တချို့တဲနဲ့ကကျွန်တော်စဉ်ဆက်သွဲခဲ့တယ်လို့ Manchester United နဲ့ Real Madrid ကျဲပွန်ဟောင်းက National League ပြိုင်ပွဲ final မတိုင်ခင်စနေနေ့ညနေပိုင်းကထုတ်ဖော်ပြောကြားခဲ့ပါတယ်။တချို့ကလက်ခံနိုင်စရာရှိပြီးတော့တချို့ကအတိတ်ပဲမရှိပါဘူး။ဒါပေမဲ့ခင်ဗျားအနေနဲ့အရာအလုံးကိုလှုပ်ဆောင်ဖို့စူးစမ်းလို့မရနိုင်ပါဘူး။ပြိုင်ပွဲတိုင်းကို ရှင်ပြိုင်လို့မရနိုင်ပါဘူးလို့သူကပြောခဲ့ပါတယ်။ဘူကာယိုဆာကာအာဆင်နယ်ချန်ပီယံလိဂ်စီမီဖိုင်နယ်ရောက်ခဲ့တဲ့အာဆင်နယ်အသင်းကလည်းပြိုင်ပွဲကနေလွဲချော်မဲ့ နောက်ထပ်အသင်တစ်သင်းဖြစ်ပြီးတော့ရာသီကိုဖလားလက်မဲ့နဲ့အဆုံးသတ်ခဲ့တာကြောင့်ကလပ်ကဘာဖလားပြိုင်ပွဲကတော့စုရစိတ်တစ်ခုခုရယူပေးမယ်အခွင့်အရေးဖြစ်ခဲ့မှာပါအင်္ဂလန်လက်ရွေစင်စာကားရဲ့တစ်ခုတည်းသောကလပ်ဖလားကတော့ community တိုင်းကလွဲလို့ arsenal နဲ့အတူ2020မှာရရှိခဲ့တဲ့ fa ဖလားပဲဖြစ်ပါတယ် michael artita ရဲ့အသင်ဟာဒီရာသီမှာအ धिक စုဖလားတွေအတွက်ရှင်ပြိုင်နိုင်တဲ့အဆန့်အထိတိုးတက်လာခဲ့ပြီး real madrid ကိုတော့မှ champion league ကနေထွက်အောင်လုံပြနိုင်ခဲ့ပေမဲ့ စုဖလားနဲ့တော့လွဲချော်ခဲ့ပါတယ်။အရေးချင်းရှိတဲ့ကစားသမားတယောက်အတွက်ထိတ်တန့်အစင်မှာ600တိကျပုံမှန်ကစားခဲ့ပြီးနောက်ဇာကာဟာသူ့ရဲ့စုတစိ့စုဆောင်မှုကိုတိုးချဲ့တင်ပါတယ်။အာဆနယ်ဟာလီဗာပူးနဲ့မန်ချက်စတာစီးတီးတို့ကိုကြော်တက်ဖို့ကြိုးစားနေလို့စုချင်းငွေတွေကိုလွဲချော်ခဲ့ရတဲ့အတွက်လည်းစိတ်ပြတ်မိပါလိမ့်မယ်။အရည်အသက်နှစ်သန်းကအင်္ဂလိပ်ဘောလုံးလောကကိုမကြသေးတဲ့ရာသီတွေမှာလွှမ်းမိုးထားတာကြောင့်ဖြစ်ပါတယ်။ Brazil Icon နေမှာဟာ Saudi Arabia က El Hilal မှာ ဒံယာနဲ့ရုံကန်ခဲ့ရပြီးတော့လာမယ့်နွေရာသီကမ္ဘာဖလားပွဲမတိုင်ခင်စံခိုင်ပွန်နဲ့ကောင်းကောင်းကစားနိုင်ဖို့2025ဇန်နဝါရီမှာဆန်တိုစ်ကိုပြန်လာခဲ့ပါတယ်။အသက်33နှစ်အရွယ်တိုက်ဆက်မှုဟာအသက်အရွယ်ကြောင့်ဆွမ်းဆောင်ရည်ကျဆင်းလာပြီးမဲ့ပြိုင်ပွဲရဲမှာနာမည်ကြီးဆုံးကစားသမားတွေတက်ကတယောက်ဖြစ်နေစေပါ။သူမပါဝင်နိုင်တာကစီးပွားရေးပိုင်းအရာလဲထိခိုက်မှုတစ်ခုပါ။နေမာလာသူ့အကြောင်းဘယ်လိုပြောရမလဲ။သူကထူးခြားတဲ့ကစားသမားတယောက်ပါ။ ကျွန်တော်ဘောလုံးကစားသမားဘဝမှာသူကခရစ်စတီယာနိုနဲ့မက်ဆီလိုနဲ့အတူထိတ်ဆုံး၃ယောက်ထဲမှာပါပါတယ်လို့ဘရာဇီးကွင်းလယ်ကစားသမားကာစီမီရိုက ပြောပါတယ်။ပွဲစဉ်စဉ်သူတွေဟာလက်မှတ်တွေရောင်းရဖို့ရုန်းကန်နေရတဲ့အချိန်မှာနေမာပါဝင်လာနိုင်ရင်တော့အထောက်အကူဖြစ်ခဲ့မှာပါ။ဂါဇာစစ်ပွဲကကျွန်တော်တကူလုံးကိုနာကျင်စေပါတယ်လို့မန်ချက်စတာစီးတီးနီးပြပက်ဂွာဒီယိုလာကမန်ချက်စတာတက္ကသိုလ်ကနေဂုံပြုခံရတဲ့အချိန်စိတ်ခံစားမှုပြင်းထန်တဲ့မိန့်ခွန်းတစ်ခုမှပြောပါရစေ အသက်54နှစ်အရွယ်ဂွာဒီယိုလာဟာဒိန်းလာနေမှာမန်ချက်စတာတက္ကသိုလ်ကနေဂုံတိုးဆောင်ပါရဂိုဘွဲလက်ခံရယူချိန်မှာအဲ့လိုပြောကြားခဲ့တာဖြစ်ပါတယ်။ဂါဇာစစ်ပွဲကကျွန်တော်တကိုယ်လုံးကိုနာကျင်စေပါတယ်လို့မန်ချက်စတာစီးတီးနီးပြပတ်ဂွာဒီယိုလာကမန်ချက်စတာတက္ကသိုလ်ကနေဂုံပြုတ်ခံရခိုက်စိတ်ခံစားမှုပြင်းထန်တဲ့မိန့်ခွန်းတစ်ခုမှပြောပါတယ်။အသက်54နှစ်အရွယ်ဂွာဒီယိုလာဟာဒိန်းလာနေမှာမန်ချက်စတာတက္ကသိုလ်ကနေဂုံတူးဆောင်ပါရဂူဘွဲလက်ခံရယူစဉ်မှာပြောကြားခဲ့တာပါ ဂါဇာမှာကျွန်တော်တို့မြင်ရတာတွေကအရန်နာကျင်စရာပါကျွန်တော်တကူလုံးကိုနာကျင်စေပါတယ်လို့ဂွာဒီယိုလာကဆိုရှယ်မီဒီယာမှာမျှဝေခဲ့တဲ့သူ့မိန်ကွန်းကောင်းနှုတ်ချက်မှာပြောပါတယ်ကျွန်တော်ကိုရှင်းရှင်းလင်းလင်းပြောခွင့်ပြုပါဒါကအတွေးခေါ်အယူဝါဒအကြောင်းပြောနေတာမဟုတ်ပါဘူးကျွန်တော်မှန်တယ်ခမရတို့မှားနေတယ်လို့ပြောနေတာမဟုတ်ဘူးဒါကဘဝပေါ်ချစ်ချင်းအကြောင်းခမရဲ့အိမ်ကြီးချင်းပေါ်ဂယူဆိုင်ချင်းအကြောင်းပါပဲလို့ဆိုပါရစေ အစ္စရေးဘက်မှအများစုအနေနဲ့အရသာ1219ဦးသေဆုံးခဲ့တဲ့ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟာမတ်ရဲ့2023အောက်တိုဘာလ9ရက်တိုက်ခိုက်မှုအပြီးဂါဇာမှာအစ္စရေးကစစ်ရေးလှုပ်ရှားမှုစတင်ခဲ့တာလို့ AFP ရဲ့တရားဝင်ကင်ဂနန်စင်ဇေယျတွေကတီးရပါတယ်။ဟာမတ်ထိန်းချုပ်ထားတဲ့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကစစ်ပွဲစတင်ချိန်ကတည်းကနေမြေတွင်အနည်းဆုံး9482ဦးသေဆုံးခဲ့ပြီးအများစုဟာအရက်သားတွေဖြစ်တယ်လို့ဆိုပါရယ်။ ကုလသမဂ္ဂကတော့ဒီကိန်းဂဏန်းတွေကိုယုံကြည်စိတ်ချရတယ်လို့မှတ်ယူထားပါတယ်။ကွာဒီယိုလာဟာနိုင်ငံရေးအမြင်တွေကိုထုတ်ဖော်ပြောဆိုဖို့အရင်ကလည်းနောက်တွန့်ဆုတ်မနေခဲ့ပဲကာတာလန်လွတ်လပ်ရေးလှုပ်ရှားမှုနောက်ကနေထောက်ခံအားပေးခဲ့ပူပါတယ်။သူဟာမန်စီးတီးမှာပရီးမီးယားလီဂ်ဖလား6လုံးအောင်မြင်မှုအပြင်မိသားစုဖောင်ဒေးရှင်းဖြစ်တဲ့ဂွာဒီယိုလာဆာလာဖောင်ဒေးရှင်းကနေတစဉ်လှုပ်ဆောင်ခဲ့တဲ့အချို့ပြုလုပ်ငန်းတွေအတွက်မန်ချက်စတာတက္ကသိုလ်ကနေဂုံတူးဆောင်ပွဲချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့ရသည်မှာ Real Madrid အသင်းကသူ့ကိုစိတ်ဝင်စားကြောင်းသိလိုက်ရခြင်းကစလို့သူ့အနေနဲ့တခြားဘယ်အသင်းကိုမှစိတ်ဝင်စားတော့ဘူးလို့ဒင်းဟူဆန်ကပြောပါရယ်။ Madrid ဟာပြီးခဲ့တဲ့လမှာဖုံးပေါက်အသင်းကဟူဆန်ရဲ့စာချုပ်ရော်ကြီးပေါင်90တန်ပေးချေခွင့်ကို အသက်ဝင်စေခဲ့ပြီးအသက်20အရွယ်နောက်ခံလူကိုဇွန်လ10ရက်နေ့မှာတောက်ပတဲ့လက်မှတ်ရေးထိုးပွဲအခမ်းအနားနဲ့မီဒီယာတွေကိုတရားဝင်မိတ်ဆက်ပေးခဲ့ပါရယ်။ ဒီနေ့ရသည်မှာ Real Madrid အသင်းကသူ့ကိုစိတ်ဝင်စားကြောင်းသိလိုက်ရတဲ့အချိန်ကစလို့သူ့အနေနဲ့တခြားဘယ်အသင်းကိုမှစိတ်မဝင်စားတော့ဘူးလို့ Dan Hughesan ကပြောပါတယ်။မက်ဒရဟာပြီးခဲ့တဲ့လမှာဘုံမောက်အသင်းကရှူဆန်ရဲ့စာချုပ်ရောဂျီပေါင်90တန်ပေးချေခွင့်ကိုအသက်ဝင်စေခဲ့ပြီးတော့အသက်20အရွယ်နောက်ခံလူကိုဒီကနေ့ဂျွန်လ10ရက်နေ့မှာတောက်ပတဲ့လက်မှတ်ရေးထိုးပွဲအခမ်းအနားနဲ့မီဒီယာတွေကိုတရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါဟာရှူဆန်ရဲ့ပရီးမီးယားလိဂ်မှာရှယ်ရစ်တင်နဲ့ပထမဆုံးရာသီထူးခြားတဲ့စွမ်းဆောင်ရည်တွေပြသခဲ့ပြီးနောက်ဖြစ်ပေါ်လာတာပါ။သူဟာပြိုင်ပွဲအလုံးမှာ36ပွဲပါဝင်ကစားခဲ့ပြီးဥရောပအကောင်ဆုံးလူငယ်ဗဟိုခံစစ်မှုတွေထက်ကတယောက်အဖြစ်သူ့ရဲ့ဂုဏ်တရင်းကိုပိုမိုခိုင်မာစေခဲ့ပါတယ်။စပိန်လက်ရွေးစံက Los Blancos Schools နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုမရခင် Chelsea, Arsenal, Manchester United နဲ့ Newcastle တို့လိုအသင်းကြီးတွေဟာရှူဆန်ကိုအပြင်းထန်စိတ်ဝင်စားခဲ့ကြပါတယ်။ Juventus အသင်းဗဟိုခံစမှုဟောင်းကဘာနေဘျူးမှာ၅နှစ်စာချုပ်ထုတ်ဆိုခဲ့ပြီးတော့မကြသေးခင်က အာဒါဂူလာဝက်ဆင်ခဲ့တဲ့နံပါတ်24ကြာစီကိုရယူသွားမှာပါ။ကလပ်ပတ်တန်နဲ့ဥက္ကဋ္ဌကိုကျေးဇူးတင်ပါတယ်လို့မိတ်ဆက်ပွဲမှာမိဘရင်းနဲ့အတူရှိနေတဲ့ယူဆန်ကပြောပါရယ်။ပထမဆုံးနေ့ကလေးကဒီကိုရောက်ချင်ခဲ့တာပါ။ Real Madrid ကခေါ်လိုက်တာနဲ့တခြားဘက်အသင်းကိုမှစိတ်မဝင်စားတော့ဘူး။ကျွန်တော်တို့အရာရာ ပြစ်ဆက်ခဲ့ကြတာကိုမိသားစုကိုကျေးဇူးတင်ပါတယ်။ ကမ္ဘာအကောင်းဆုံးကလပ်တစ်သင်းကိုရောက်လာပါပြီကျွန်တော်အစွမ်းကုန်ပေးဆက်ဖို့ဒီကိုရောက်လာတာပါကျွန်တော်တက်နိုင်သမျှအစွမ်းကုန်ကြိုးစားသွားမှာပါနှိတ်ချစွာနေထိုင်ပြီးတော့စုဖလားများစွာအတူတူဆုတ်ခိုးနိုင်ဖို့မျှော်လင့်ပါတယ်မက်ဒရစ်ကကျွန်တော်ဘဝရဲ့ကလပ်ပါပြီးတော့နှောင်နှစ်ပေါင်များစွာဒီမှာဆက်ရှိနေဖို့မျှော်လင့်ပါတယ်ဟာလာမက်ဒရစ်လို့သူကပြောခဲ့ပါတယ်ကျူဆန်ဟာဇာဗီအလွန်ဆိုလက်အောက်မှာစတင်ဖို့ဆက်ရထက်သန်နေပြီးတော့စပိန်မြို့တော်မှာလာပါတဲ့နှစ်တွေကိုအတူတူပျော်ရွှင်စွာဖြတ်သန်းနိုင်လိမ့်မယ်လို့မျှော်လင့်နေပါတယ် ဇာဗီအလွန်ဆိုနဲ့စကားပြောခဲ့ပါတယ်။သူကျွန်တော်စီကဘာတွေမျှော်လင့်လဲဆိုတာပြောပြခဲ့ပါတယ်။သူလိုချင်တဲ့ဘောလုံးပုံစံနဲ့ကျွန်တော်အရင်လိုက်ဖက်တယ်လို့ထင်ပါတယ်။ပြီးတော့ဒီနှစ်တည်းဟာလှပတဲ့နှစ်တည်းဖြစ်လာပါလိမ့်မယ်။မိစ္ဆာစကားပြောအပြီးမှာမက်ဒရယ်ဥက္ကဋ္ဌပီရက်ကယူဆန်ဟာအစောပိုင်းဆွေးနွေးမှုတွေကတည်းကတခြားဘယ်ကလပ်အသင်းကမှပူပေါင်းမှုစိတ်မဝင်စားကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့ပုံကိုရှင်းပြခဲ့ပါတယ်။အသက်20အရွယ်မှာမင်းကအကဘာအကောင်ဆုံးနောက်ခံလူတွေတဲကတယောက်ဖြစ်တယ်လို့ပီရက်ကပြောပါတယ်။ ငါတို့မှာကြီးကျယ်ခံထားတဲ့အသင်တန်းရှိတယ်အရေးချင်းရှိတဲ့ကစားသမားကောင်းတွေပိုင်ဆိုင်ထားတယ်။ဒါကြောင့်ကျုပ်တို့တွေဒီနေ့ပျော်ရွှင်နေရတယ်။ဘာကြောင့်လဲဆိုတော့ဒန်းချူဆန်လိုလိုအပ်တဲ့ကစွမ်းအားနဲ့ဘောလုံးလောကတွေကိုထိုးပေါက်လာတဲ့ကစားသမားတယောက်ရောက်လာလို့ပါပဲ။မင်းငငယ်ကအကြီးမားဆုံးအိမ်မက်မက်ခဲ့တဲ့ဒီဂျာစီကိုဝစ်ဆန်ဖို့ရွှေ့ချဲခဲ့တယ်။မင်းမိဘတွေနဲ့မောင်နှမတွေကမင်းကပအကောင်ဆုံးဗဟုခံစမှုတွေတက်ကတယောက်ဖြစ်ဖို့ဘလောက်ကြိုးစားခဲ့ရတယ်ဆိုတာကိုသိကြပါဗျ။တိုက်ခါအရှိဆုံး league တွေထဲမှာတစ်ခုခါ မင်းဟာကမ္ဘာအကောင်ဆုံးဗဟိုခံဆက်မိုးရီတက်ကတယောက်အဖြစ် ကိုကိုကိုတက်တည်ပြခဲ့တယ်။မင်းအခုစပိန်ဂျာစီကိုဝက်ဆန်နေလို့ငါတို့အကုံယူမိပါတယ်။မင်းဟာတက်ရက်ပြီး modern ဗဟိုခံဆက်မှုတယောက်ပါ။ကလပ်များစွာက မင်းကိုလိုချင်ခဲ့ပေမဲ့မင်းကမက်ဒရစ်အတွက်ကစားချင်တယ်ဆိုတာရှင်းနေခဲ့တယ်လို့ပြောခဲ့ပါတယ်ရှင်။ကမ္ဘာ heavyweight champion Oleksandr Usyk က American သမ္မတ Donald Trump အနေနဲ့ Ukraine စစ်ပွဲနားလည်စေဖို့အတွက်သူ့အိမ်မှာလာနေနိုင်မဲ့အခွင့်အရေးကန့်လန့်လိုက်ပါတယ်။ ထရန်ကသူ့တမနာအဖြစ်ရွေးကောက်ခံရရင်ရုရှားနဲ့ယူကရိန်းကြားပြိပခါကို24နှစ်အတွင်းဖြည့်ရှင်မယ်လို့ကတိပြုထားခဲ့တာပါ။ဒါပေမဲ့2024ခုနှစ်မှာထရန်အင်ဖြူရောကို ပြန်ရောက်လာပြီးနောက်ပိုင်းရုရှားရဲ့ကျူးကျော်မှုကတော့အဆုံးသတ်သွားတာမရှိသေးပါဘူး။ကမ္ဘာ heavyweight champion Oleksandr Usyk က American သမ္မတ Donald Trump အနေနဲ့ Ukraine စစ်ပွဲနားလည်စေဖို့သူ့အိမ်မှာလာနေနိုင်မဲ့အခွင့်အရေးကမ်းလှမ်းလိုက်ပါတယ်။ ထရန်ကသူ့တမနာအဖြစ်ရွေးကောက်ခံရရင်ရုရှားနဲ့ယူကရိန်းကြားပြည်ပခါကို24နာရီအတွင်းဖြည့်ရှင်းမယ်လို့ကြေညာထားတာပါ။ဒါပေမဲ့2024ခုနှစ်မှာထရန်အင်ဖြူရိုကိုပြန်ရောက်လာပြီးနောက်ပိုင်းရုရှားရဲ့ကျူးကျော်မှုကတော့အဆုံးသတ်သွားတာမရှိသေးပါဘူး။ ထရန့်အနေနဲ့ဒီအကြက်အတဲကိုဖြည့်ရှင်းဖို့အတွက်ဆိုးရွားတဲ့အခြေအနေကိုပိုပြီးရှင်းရှင်းလင်းလင်းသိမြင်ဖို့လိုအပ်တယ်လို့ဇာတိမြေမှာငြင်းချမ်းရေးအတွက်မစုံမနစ်လှုပ်ရှားနေသူယူကရိန်းလက်ဝိတ်သမားဦးဆိုင်ကယုံကြည်နေပါတယ်အသက်38နှစ်အရွယ်ဦးဆိုင်ကစစ်ပွဲရဲ့ထိခိုက်ပျက်စီးမှုတွေကိုကိုယ်တိုင်ကိုကြမြင်တွေ့နိုင်ဖို့ယူကရိန်းမှာရှိတဲ့သူ့အိမ်ကိုလာရောက်ဖို့တမရကိုတိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းကိုလာပြီးကျွန်တော်အိမ်မှာတပတ်လောက်လာနေပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုအကြံပေးခြင်းနဲ့လို့ဦးဆိုင်က BBC Sport ကိုပြောခဲ့ပါတယ်။တပတ်ပဲကျွန်တော်အိမ်ကိုပေးနေပါမယ်။ကျေးဇူးပြုပြီးယူကရိန်းမှာလာနေပြီးညတိုင်းဘာတွေဖြစ်နေလဲဆိုတာစောင့်ကြည့်ပေးပါ။ညတိုင်းကျွန်တော်အိမ်ပေါ်ကနေဘုံးတွေနဲ့လေရင်တွေပြန်တန်းနေတယ်။ပုံးတွေတုံးကြည်တွေညတိုင်းပဲဒီလိုမျိုးဆက်ပြီးမဖြစ်တဲ့တော့ဘူးတော်တော့ပါပြီလို့ဆိုပါတယ်ဖေဖော်ဝါရီလက Over Office မှာ ပြုလုပ်ခဲ့တဲ့ တင်းမာတဲ့ထိပ်သီးအစည်းအဝေးအတွင်း Trump ဟာယူကရိန်းကောင်ဆောင်ဗိုလိုဒီမာဇယ်လန်စကီနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ Trump ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာအမေရိကန်ရဲ့အကူအညီအတွက်ပို့ပြီးကျေးဇူးတင်ကြောင်းပြသဖို့ဇယ်လန်စကီကိုတတိပေးခဲ့ပြီးတဲ့နောက်အင်ဖြူတော်ကနေထွက်သွားဖို့ပြောခဲ့ပါတယ်။ထရန့်ရဲ့ထင်မြင်ချက်ကိုပြောင်းလဲအောင်ဆွဲဆောင်နိုင်မလားလို့မေးတဲ့အခါဦးဆိုင်ကကျွန်တော်မသိဘူး။ तू နားလည်နိုင်တာလည်းဖြစ်နိုင်တယ်လို့နားမလည်နိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောခဲ့ပါရယ်။ သူရဲ့ professional ထိုးတက်ပွဲ23ပွဲစလုံးကိုအနိုင်ရထားတဲ့ဦးဆိုင်ဟာဇူလိုင်လ19ရက်နေ့ဝင်းဘလေးဘောလုံးကွင်းမှာ IBF champion Daniel Dubois နဲ့မကြေဝဲအတွက်လက်ရှိလေ့ကျင့်စခန်းမှာရှိနေပါတယ်။ဒါပေမဲ့ WBC, WA နဲ့ WBO heavyweight champion ကတော့စစ်ပွဲဟာသူ့စိတ်ထဲကနေဘယ်တော့မှထွက်မသွားဘူးလို့ပြောခဲ့ပါတယ်။ ထရန့်အလက်ဇန်ဒါအာနိုကကလပ်အသင်းအတွက်စွမ်းဆောင်ပေးဖို့ကြီးမားတဲ့တာဝန်ယူမှုတစ်ခုလို့ခန်းစားရကြောင်းကြာသပတေးနေ့ကရီယယ်မက်ထရစ်နဲ့သူ့ရဲ့မိတ်ဆက်ပွဲမှာပြောသွားပါတယ်။ညာနောက်ခံလူဟာမိန်ငုံးကို စပိန်ဘာသာနဲ့ပြောကြားခဲ့လို့အံ့အားသင့်စရာဖြစ်ခဲ့ရတာပါ။ရီယယ်ကကလပ်ကပဖလားပွဲမတိုင်ခင်သူ့ရဲ့ရောက်ရှိမှုကိုအရှိန်မြှင့်တင်တဲ့အနေနဲ့လစ်ဗာပူးကလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့တာပါ။ Trump Alexander Arnold ဟာ club အသင်းသစ်အတွက်စွမ်းဆောင်ပေးဖို့ကြီးမားတဲ့တာဝန်ယူမှုတစ်ခုလို့ခန်းစားရကြောင်းစာတာပရင်းနဲ့ Real Madrid နဲ့သူ့ရဲ့မိတ်ဆက်ပွဲမှာပြောသွားခဲ့ပါတယ်။ညာနောက်ခံလို့ဟာမိကွန်းတိုကိုစပိန်ဘာသာစကားနဲ့ပြောကြားခဲ့လို့အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ Real က club ကဘာဖလားပွဲမှတိုင်ခင်သူ့ရဲ့ရောက်ရှိမှုကိုအရှိန်မြှင့်တဲ့အနေနဲ့ Liverpool ကနေအလော့ပြောင်းရွှေ့ကြီးနဲ့ခေါ်ယူခဲ့တာပါ။ Real Madrid လို club မျိုးအတွက်လက်မှတ်ထိုးခွင့်ရတာနေ့တိုင်းဖြစ်တတ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါဟာအိမ်မက်တစ်ခုတကယ်ဖြစ်လာတာပါလို့အလက်ဇန်ဒါအာနိုကသတင်းတောက်တီကိုပြောကြားခဲ့ပါတယ်။ကျွန်တော်ရမ်းပျော်ပါတယ်ပြီးတော့ဒီနေရာကိုရောက်လာခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်။မက်ဒရစ်ပြိုင်သက်တွေကိုကျွန်တော်ဘလို့အသင်းအတွက်အကျိုးပြုမလဲပြသဖို့အရန်မျှော်လင့်နေပါတယ်။ဒါပေမဲ့ Real Madrid အတွက်ကစားရတာကကြီးမားတဲ့တာဝန်ယူမှုတစ်ခုဆိုတာကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့အရာအလုံးကိုပေးဆက်ဖို့အသက်မှာပဲလို့သူကပြောခဲ့တာပါ။ အန်ဖီလ်မှာဒီနွေရာသီစာချုပ်သက်တမ်းကုံဆုံးတော့မဲ့လီဗာပူအကယ်ဒမီအတွက်အလက်ဇန်နာအာနိုဟာမက်ဒရစ်နဲ့2032နှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။အာနီစလော့စ်နဲ့လီဗာပူနဲ့အတူဒုတိယမြောက်ပရီးမီးယားလိဂ်ဖလားရရှိပြီးတဲ့နောက်သူဟာလီဗာပူကွဲလန့်လူဟောင်းတစ်ဖြစ်မက်ဒရစ်နေပြတဲ့ဖြစ်သူဇာဗီအလွန်ဆိုရဲ့စီမံကိန်းတွေကိုပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။အလက်ဇန်နာအာနိုကဥရောပဖလား15ကြိမ်စံချိန်တင်ရရှိထားတဲ့အသင်းနဲ့အတူဖလားများစွာဆုတ်ခိုးပြီးတော့ချန်ပီယံတယောက်ဖြစ်ချင်တယ်လို့ပြောခဲ့ပါတယ်။ အသက်26နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်ဟာဂျွန်လ16ရက်နေ့မိုင်ယာမီမှာအယ်ဟီလာနဲ့ကစားမဲ့ကလပ်ကပောက်ဖလားအဖွင့်ပွဲမှာမက်ဒရက်အတွက်ပွဲဥတွက်ကစားနိုင်ချေရှိပါတယ်။အလက်ဇန်ဒါအော်နိုဟာမက်ဒရက်မှာဂျွန်နံပါတ်12ဝတ်ဆက်မှာဖြစ်ပြီးကျောဘက်မှာတော့သူ့ရဲ့မျိုးရိုးနာမည်အစား Trent လို့ရေးထိုးထားတာဖြစ်ပါတယ်။ဒင်းချူဆန်ကိုဘုံမောက်ကနေခေါ်ယူပြီးဖြစ်တဲ့မက်ဒရက်ဟာအလွန်ဆုံးမတိုင်ခင်နီးပြကာလိုအန်ချယ်လော်တီလက်အောက်မှာဒီယာတီအဓိကဖလားကြီးတစ်ခုမှမရရှိခဲ့တာပဲဖြစ်ပါတယ်ရှင်။ မြစည်းမရဲ့ weekly spot အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ thank you